ဒီတော့ဒီနေရာမှာကတိုင်း7ပါးကတိုင်းတစ်ပါးတစ်ပါးလျင်တမပတ်7ပါးစီပောက်ပြီဆိုလို့ရှိလို့ပထမကနေဩဒတကတိုင်းအဋ္ဌိနော်အဲ့ဒီအချိန်ကမှယောဂီပုဂ္ဂိုလ်ကအဘိညာဉ်ဘက်ကိုကူးကျင်နေဆိုလို့ရှိရင်တော့ဘာလို့ ਆ လဲ34မျိုးသောအချင်းရာအဖြစ်ဒီကတိုင်း7ကတိုင်းတစ်ပါးတစ်ပါးမှာတမပတ်7ပါးစီကိုကြည့်ချင်ပြရပါတယ်34မျိုးသောအချင်းရာဆိုတာကနံပါတ်1ကတိနာနုလောမပဲ တတိုင်းမြေကိုအစဉ်အတိုင်းဇံဝင်စားနေရတဲ့တန်ကတော့လွယ်လွယ်ပဲနော်တတိယကတိုင်းမှာပထမဇံကနေပြီးတော့နိဝတ္တညာအဋ္ဌိအဘောကတိုင်းမှာလည်းပထမဇံကနိနိဝတ္တညာအဋ္ဌိစတဲ့ဒီအစဉ်တဲ့ဩဒရကတိုင်းအဋ္ဌိဝင်စားရအဲလိုဝင်စားတဲ့ကလည်းအကျဉ်ရာနဲ့တောင်းနဲ့ချီပြီးတော့ဝင်စားဖို့ရအတွက်သက္ကရာများကတော့ညွှန်ပြထားပါနော်တို့တော့လေကောအရှိနိုင်တယ်ဆိုလို့ရှိရင်တော့ဘုရင်ရပောင်းများစွာဝင်စားတဲ့ကတော့ပုံသောတိုင်းအတွက်မှာကအခေါပေါင်းများစွာရအောင်လိမ့်ကြည့် တတခတ်တုံပြီသဟတဲ့ခတ်တုံပြီတမပိစတိဆိုပြီးတော့ဒီလိုအထက်ကရကဖွင့်ထားပါတယ်အကျင်ရာဘုံညာစွာထုံဘုံညာစွာကိုဝင်စားရမယ်ဝင်စားပြီးတဲ့အချိန်ကကြတော့မှမလုပ်လဲနံပါတ်2ပဋိနာပဋိလောမကတိုင်ပဋိလောအဖြစ်တစ်ခါပြန်ပြီးတော့ဝင်စားရကတိုင်ပဋိလောဆိုတဲ့ဥစ္စာကတော့ဘုန်းကြီးတို့ခုပထဝီကနေဩတတအထိအစဉ်တန်းဝင်စားတော့ရောင်းငန်းလှမ်းပြီးတော့ဩတတကတိုင်ကနေပြီးတော့ပထဝီကတိုင်အထိကတိုင်တစ်ခုတစ်ခုမှာတမပတ်ရှင်းပတ်စီရောင်းငန်းလှမ်းပြီးတော့ဝင်စားရတယ် နောက်တစ်ခုနံပါတ်3ကြတော့ယသိဏနုလောမပရိလောမပထဝီကနေဩဒတဩဒတကနေပထဝီပထဝီကနေဩဒတဩဒတကနေပထဝီတိုင်းတစ်ပတ်တစ်ပတ်မှတစ်ပတ်ပတ်ရှင်းပါစီဒီဘာရသသုံးဆန်းခောက်တော့ခောက်ကြဝန်တရအဲဒီလိုဝင်စားမှုအောင်မြင်ပြီဆိုလို့ရှိရင်နောက်တစ်ခုဘာလုပ်ရလဲဒါနနုလောမဉာဏ်ကြီးကိုအစဉ်အတိုင်းဝင်စားရပရမဇန်ကနေဒီခါကျတော့တန်ကိုဥစားပေးတယ်တိုင်းကိုဥစားမပေးဘူးနော်သဘောကြီးကတော့တိတ်မကွာဘူးဒါပေမဲ့ဥစားပေးစနစ်ချင်းကွာတာပဲ ပရမဇံကနေပြီးတော့ဒီမတင်ကြအထိအစဉ်တန်းဝင်စားတယ်။ဒါတိုင်းတစ်ပတ်တစ်ပတ်မှာတမပတ်ရှင်းပတ်ကိုဇံကိုဥစားပြီးပြီးတော့အစဉ်တန်းနဲ့ဇံအစဉ်တန်းဝင်စားတယ်။ဝင်စားလို့အောင်မြင်ပြီဆိုလို့ရှိရင်နောက်တစ်ခုဘာလုပ်ရလဲ။ဇံကိုပဋိလောအဖြစ်တစ်ဖန်ပြန်ပြီးတော့ဝင်စားရတယ်။ညီဝတင်ညာနေနေနဲ့ပထမကတိုင်းမှာဆက်ကြစို့။ညီဝတင်ညာနေနေနဲ့ဇံကနေကြောင်းမြန်လှမ်းပြီးပရမဇံအထိကြောင်းမြန်ဝင်စားရ။အဲ့ဒီအပိုင်းကြိုင်နည်းနည်းဖြစ်သွားပြီနော်။ ဒီဘိမှလက်ကျင်ကန်းနေမအောင်မြင်ခဲ့ရင်ဒီဘိမှလက်ကျင်ကန်းကအောင်မြင်မှုနဲ့တက်ပါတယ်။အများအားဖြင့်လည်းဘုန်းကြီးယောဂီတို့ခမည်းများကိုသင်ပြတာကဝိပဿနာဘိမှတတော်လေးအချင်းကြီးကြမှာတယ်ဒီဘိမှသင်သင်ပြတယ်။ဘာကြောင့်လဲ။သမာပတ်လို့ခေါ်ဆိုအပ်တဲ့ဉာဏ်သမာဓိတွေကိုအချင်းခံပြီးဝိပဿနာကုတဲ့အခါမှာဝိပဿနာဉာဏ်တွေကအရှင်ဝါအကောင်းလာတာမှန်တယ်။ဝိပဿနာဉာဏ်တွေကရင့်ကျက်လာလို့ခင်ခန့်လာပြီးတလို့ရှိရင်လည်းဝိပဿနာဉာဏ်ရဲ့စွန့်အင်ကြောင့်ဒီသံသမာပတ်ကြီးခါလဲပြန်ပြီးခင်ခန့်လာတယ်။ ဝိပဿနာဉာဏ်ကသံဓမ္မတ်တွေခင်ခံရေးအတွက်တဖန်ပြန်လည်ပြီးတော့သောချောပေးတယ်။ဒါဖြစ်လို့ပရမဇန်ဝင်စားလိုက်ပရမဇန်တရားတွေကိုအနိစ္စဒုက္ခအနတ္တလက္ခဏာသုံးဓာတ်တည်းလည်းသိပြင်းပြီးတော့ဝိပဿနာရှုလိုက်ဒုတိယဇန်ဝင်စားလိုက်ဒုတိယဇန်တရားတွေကိုဝိပဿနာရှုလိုက်စသဖြင့်ဒီလိုထက်ကတက်ကဒီဘာမျိုးဆိုလေ့ကျင့်ထားတော့သံဓမ္မပါလဲခိုင်သွားတယ်ဝိပဿနာဉာဏ်นี่လည်းမြင့်ကျက်လာတယ် အဲ့ဒီလင့်ကျင်ကအောင်မြင်တဲ့ပုဂ္ဂိုလ်ကိုခုငတိုင်းအနုလောပတိလောစသည်ဖြင့်ဇန်အနုလောပတိလောစသည်ဖြင့်ဒီသဘောတရားတွေသင်ပေးလိုက်တဲ့အချိန်ခါမှာတို့ကဇန်တစ်ခုနဲ့တစ်ခုလွယ်လွယ်လေးနဲ့ကူလို့ရပ်ထွက်တဲ့နော်အဲပရမဇန်ကနေနိဝတ္တညာအထိနိဝတ္တညာကနေပရမဇန်အထိဇန်ကိုအနုလောပတိလောနဲ့ဝင်စားရပေါင်းလိုက်တော့ဘယ်နှမျိုးရှိသွားမလဲ၆မျိုးနော်နောက်တစ်ခုကျတော့ဇန်နုကန္တိကဇန်ကိုခုံချောပြီးတော့ဝင်စားရပထမဉာဏ်တိုင်းမှာပရမဇန်ကိုဝင်စားတယ် အဲ့ဒီပထမကတိုင်းမှာပဲဒုတိယဇံမွင်စားပဲနဲ့တတိယဇံကိုပုံပြောပြီးတော့ဒီတိုင်းအဲတတိယဇံကနေပြီးတော့နောက်တစ်ခုပါဝင်စားတယ်အာဂန္ဒဉာဏ်ရဏဇံကိုဝင်စားတယ်အဲ့ဒီကနေပြီးတော့အာကိဉ္စဉာဏ်ရဏဇံကိုပြောပြီးတော့ဝင်စားလိုက်အဲ့ဒီတော့တချို့တချို့ယောဂီပုဂ္ဂိုလ်ကြီးပေါ့လေအထွတ်အထိပ်နိုင်ငံသားတွေကဒီမျိုးကိုမြင်ကြပါတယ်ဒါတွေကိုအဲ့ဒီလိုတည့်ရခုံးရှိလို့ရပါသလားတဲ့ ရတော့ရတယ်အထုဆပုဂ္ဂိုလ်မှာတော့မလွယ်ဘူးကျွမ်းကျင်လာလို့ဒီအစ်င့်ရောက်သွားပြီဆိုရင်သဘောဝိပဿနာနဲ့ရောက်ပြီဆိုရင်တော့လွယ်ပါတယ်လို့ဒီလိုပဲပြင်ပြဝိပဿနာနဲ့ရောက်တဲ့ပုဂ္ဂိုလ်ကဥပမာဆိုကြပါစို့မိမိကအတိတ်ကလည်းပါရမီကသရုပ်ရသံကုန်ဝိပဿနာရှုပြီးတော့မဉ္ဇဉ်ဘုံဉ္ဇဉ်စိတ်ဘုံဉ္ဇဉ်အတွက်ကြီးရဲတောင့်တပြီးပါရမီမျိုးစေ့လဲထူထောင်ခဲ့တယ်ဆိုကြတယ်နော်ဒီပုဂ္ဂိုလ်ကဝိပဿနာရှုခဲ့ပြီးစုံလင်သွားတဲ့အချိန်ခါမှာမိမိကသရုပ်ရသံကုန်ပဲဥစ္စာပေးပြီးတော့ဝိပဿနာရှုခဲ့တဲ့စိတ်ဓာတ်ရှိတယ် အဲ့ဒီအချိန်ကမှထေယောဂီပုဂ္ဂိုလ်ကသုဒ္ဓံဇံကဝင်စားလိုက်သုဒ္ဓံဇံကဥပဒနာရှိလိုက်ရတယ်ပထမဇံကနေစပြီးပြန်ဝင်စားနေဖို့လောက်ပြီမလိုတော့သူ့မှာစွန့်အင်းတွေကတော်လေးပြီးသွားတော့အလားတူတဲ့ကိုဒီအပိုင်းမှာလည်းဇံတွေကိုခုံကျော်ရှုတဲ့အပိုင်းမှာရှေးဘိန်းကတည်းကရှင်ရတာပါလေဒီဘိန်းမှာလည်းမိမိဝင်စားခြင်းနဲ့ဇံကိုခုံကျော်ပြီးဝင်စားရင်ရနိုင်တဲ့သဘောမျိုးရှိနော်အဲ့ဒါကြောင့်ပထမဇံကမှပထမဇံဝင်စားတယ်ဒုတိယဇံဝင်စားဖို့ခုံလိုက်တယ်တတိယဇံဝင်စားတယ် သရုတ်ကံဝင်စားဖို့အကာသဉာဏ်နဲ့ဇံကိုဆက်ပြီးဝင်စားလိုက်အကာသဉာဏ်နဲ့ဇံကိုဝင်စားလို့ရှိရင်ပထမကတိုင်းကိုမလုပ်ရမလဲဘာရနော်အကာသကိုတစ်ဖက်တည်းနှလုံးသွင်းရပြီးတော့မှတခါအာဂိစေဝိညာဉ်ဉာဏ်နဲ့ဇံကိုဝင်စားတော့ဘူးအာဂိစေဉာဏ်နဲ့ဇံကိုဆက်ဝင်စားတယ်လာလို့ပဲဒီပထမကတိုင်းမှာဒုတိယဇံဝင်စားတယ်ပြီးတော့သရုတ်ကံဝင်စားတယ်ပြီးတော့ဝိညာဉ်ဉာဏ်နဲ့ဇံဝင်စားတယ်ပြီးတော့နိဝရဉာဏ်နဲ့ဉာဏ်နဲ့ဇံဝင်စားတယ်ဇံကိုခုံပြီးတော့သူကရှုနေနော် ်ရှင်းပြတဲ့အချိန်ကကြတော့ပထမကြီးမှာအဲ့ဒီလိုရှင်းစလို့ဉာဏ်နဲ့ကတိုင်းမှာလည်းပုံစံတူတဲ့ဇန်နိကခုံကျော်ရှိပါနော်ဒါဇန်နုကန္တိကလို့ခေါ်ပါတယ်ဇန်နိကခုံကျော်ရှုပ်ပြီးတဲ့ပုဂ္ဂိုလ်ကနောက်တစ်ခုကတိနုကန္တိကကတိုင်းခုံကျော်တဲ့စနစ်ကိုတခါလောက်ပါဉာဏ်နဲ့ကတိုင်းခုံကျော်ရှုပ်တဲ့ဆိုတာကပထမကတိမှာပရမဇံဝင်သားတယ်အဲ့ဒီပထမကတိမှာပဲတခါပထမကတိမှာပရမဇံဝင်သားပြီးတဲ့အချိန်ခါကျတော့မဟုတ်တယ်လေ အာဘောကတိုင်းမသွားတော့ခဲ့တယ်ဒိသောကတိုင်းပြန်လိုက်ကတိုင်းကိုခုန်လိုက်ဒိသောကတိုင်းမှလည်းပထမဇံပဲဝင်သက်လိုက်သို့မဟုတ်ယောဂီပုဂ္ဂိုလ်ကအဲ့လိုဇံဒီကိုတစ်ခုစီခုန်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 ပြီးတော့အဲဇံကိုမခုန်ပဲနဲ့ကတိုင်းကိုတစ်ခုစီခုန်ခုန်ပြီးတော့ဝင်သက်လိုက်တယ်နောက်ဆုံးပထမကတိုင်းပထမဇံဒိသောကတိုင်းမှပထမဇံနီလာကတိုင်းမှပထမဇံလောဟိတကတိုင်းမှပထမဇံ နောက်တစ်ခုတခါအဘောကတိပရမေဇံဝါယောကတိပရမေဇံပိဋကတိပရမေဇံဩဒဒကတိပရမေဇံသတ္တုပရမေဇံဤပဲသင်တဲ့ဝင်စားတော့နောက်တစ်ချက်ပြန်လာတယ်ပထမကတိမှာဒုတိယဇံအဲနောက်တည်းတတိယဇံသရုတ်ကဇံသတ္တုအကုန်လုံးညောတဲ့ညာအတိအဲ့ဒီတည်းအစဉ်တည်းကတိကိုခုံခုံပြီးတော့ဝင်စားတယ်ကတိခုံဝင်စားပြီးတဲ့အချိန်ကကြတော့မှနောက်တစ်ချက်ယောဂီပုဂ္ဂိုလ်ကမလုပ်တယ်လေဒါနဲ့ကတိလောကန်တိကဇံရောကတိကနှစ်မျိုးလုံးနှစ်မျိုးလုံးကသူကခုံညာနေမှာပထမကတိမှာပရမေဇံဝင်စားတယ် ဒီဇောကနိုင်ကြတဲ့တတိယဇံဝင်စားလိုက်ခုံထားပြီဆက်ကူလုံးခုံထားပြီနီလာကနိုင်ကြတော့အာဂတဏိယရဏဇံကိုဝင်ဝင်စားတယ်လောဟိတကတိုင်းကြတော့အပိစိယရဏဇံကိုဝင်စားတယ်နှစ်ကူလုံးခုံလိုက်ပြီးတော့အာဘောကနိုင်မှာဒုတိယဇံဝင်စားတယ်ဝါယောကတိုင်းမှာသရုဒ္ဓဇံဝင်စားတယ်ပိတာကတိုင်းကြတော့ဝိညာဏိယရဏဇံဝင်စားတယ်ဩဒတကတိုင်းကြတော့မြေဝတိယရဏဇံဝင်စားတယ်ပြီးတော့ဩဒတကတိုင်းဘက်ကပြန်ကြည့်လိုက်လို့ဆိုလို့ရှိရင်သူက ပထမဉာဏ်ကနေအစဉ်တိုင်းပွားလာတာဟုတ်ပြီလားမဟုတ်တော့ဘူးနေဝဉာဏ်နဲ့နေနာကိုအခုရှုရှုနေကြတော့အဲဒီလိုဇန်ဒီကတိုင်းကြီးကိုပေါ့လေသူနီးစနစ်နဲ့ဇာလေးချပြီးတော့ဘုန်းကြီးတို့သင်ပေးပါတယ်နော်အဲဒီနီးစနစ်အဖြစ်ကျင်းဖန်မြတ်စွာဝင်စားပြရဇန်ခုံနာကတိုင်းခုံနာဇန်နဲ့ကတိုင်းနှစ်မျိုးလုံးခုံနာနိညာနေကျင်ပြီးတဲ့အချိန်ကကြတော့မှနောက်တဲ့ဆင့်ဘာလို့ရတယ်အင်္ဂတ်တင်္ကန်တိကဇန်ငန်ဒီကိုကြောင်းရှင်းပြီ နိုင်ငံကပြန့်ကျွေကျတဲ့တရားပထမကတိဉ္စပထမဇာနံတမ္မာပိစိတ်တော်တတ်သေးဝဣဇေသမိတမ္မာပိစနအင်္ဂသင်္ကာတိကနာမဒုက္ခနိုင်ငံကိုဥစ္စာပေးပြီးတော့ရှိတာပဲဒါသိကဲ့အလေးကရုပြုတ်မှုနဲ့အပေါ်မူတည်ပြီးတော့ပြောင်းလဲသွားတာပဲနော်ပထမဥမာပထမဇာဝန်ဇာရမှန်တယ်ဝိသပိတဲ့အခါဘာကိုဥစ္စာပေးရှိလဲနိုင်ငံကိုဥစ္စာပေးရှိတာအဲဒုတိယဇာမလဲနိုင်ငံဥစ္စာပေးရှိတာနော်နောက်တစ်ခုအာရမဏသင်္ကာတိကအာယုံကြောင်းပရိဂဏိကဝင်စားတဲ့ ပထမကတိနေပထမဇဏံသမ္မာပိတ္တဝါတတိဝါအဘောကတိနေပထမကတိမှာပထမဇံကိုဝင်စားတယ်အဲ့ဒီကြတော့ကတိကိုဥစားပြေးပြီးတော့ဝင်စားသွားတယ်နော်အဘောကတိမှာလည်းပထမဇံဆက်တယ်ဖြင့်ဒီလိုအစဉ်တုံးနဲ့ချက်ပြီးဝင်စားသွားလိုက်တယ်နောက်တစ်ခုအင်္ဂါရမဏတင်္ဂါတိကဇံကလည်းကြောင်းရွှေ့တယ်အာယုံလည်းကြောင်းရွှေ့မပထမကတိမှာပထမဇံဝင်စားတယ်အဘောကတိကြတော့ဒုတိယဇံဝင်စားတယ်နှစ်ခုကြောင်းတယ် ဒီသောကတိကြတော့တတိယဇဝင်စားတဲ့ဝါယောကတိမှာသုဒ္ဓတံနီလာကတိကြတော့အာကန္တနိရဏဇံပိဒကတိမှာဝိညာဏိရဏဇံလောဟိတကတိကြတော့အာကိစိရဏဇံဩဒတကတိကြတော့နိဝတိရဏနာတိရဏဇံသတ္တိအဲ့ဒီလိုပေါ့လေစက်ကလေးလှည့်ပြီးတော့ဉာဏ်ရအဲ့ဒီလိုအင်္ဂဇိုင်းဂါရီကလေးကြောင်းရွှေ့ပြီးတော့ရှိတယ်အာယုံကိုလည်းကြောင်းရွှေ့ပြီးတော့ရှိရွှေ့ပြီးတဲ့အချိန်ခါကျတော့နောက်တစ်ခုအင်္ဂဝဝထပနာဇိုင်းဂါကိုပိုက်ချမှတ်တတ်ပြီး ပရမဇံဝင်စားတဲ့ဟောဇိုင်းက၅ပါးရှိတယ်။ဗိုက်ချမှတ်တယ်လေ။ဒုတိယဇံဝင်စားတဲ့ဇိုင်းက၃ပါးရှိတယ်။တတိယဇံဝင်စားတဲ့ဇိုင်းက၂ပါးရှိတယ်ဆက်လို့။အဲ့ဒီလိုဇိုင်းကလေးတွေကိုပိုင်းခြားသွား။နောက်တစ်ခုကတော့အာရမဏဝဟုထာပနအာယုံကိုပိုင်းခြားမှတ်တယ်ပထဝီကတိုင်းကိုပရမဇံဝင်စားတယ်ဆိုကြတယ်။ဒါကပထဝီကတိုင်းပဲလို့ပိုင်းခြားမှတ်တယ်။ဒုတိယဇံဝင်စားတဲ့ပထဝီကတိုင်းလို့ပိုင်းခြားမှတ်တယ်။အဲ့ဒီလိုအာယုံကိုပိုင်းခြားမှတ်တာမှုအင်္ဂါအာရမဏဝဟုထာပနဆိုပြီးတော့ လက်ကျင်ပေါင်းလိုက်တော့34မျိုးပဲနော်အဲ့ဒီ34မျိုးသောအကျင့်အဖြစ်ဒီကတိုင်းရှင်ဘတမဘတ်ရှင်ဘကြီးကိုလက်ကျင်ပေးရစိတ်ကိုယ်တိုင်နိုင်ငံအောင်လက်ကျင်နေတာပဲ